မင်္ဂလာပါယနေ့အော်တိုဘာလ16ရက်နေ့ DPN ပြည်တွင်းပြည်ပသတင်းများကိုခင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်တွေမြို့နီးမှာစစ်ကောင်စီတပ်နဲ့အာရခတ်တပ်တော် AA တို့စီရေးတင်းမာနေတယ်ဆိုတဲ့သတင်းကိုသတင်းတော်နိုင်နိုင်ငံပေးပို့ထားပြီးဂိုရစ်ချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ကောင်စီရုံးဆိုင်ရာရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမြို့နယ်နီးမှာစစ်ကောင်စီနဲ့အာရခတ်တပ်တော် AA တို့နှစ်ဖက်စီရေးလှုပ်ရှားမှုတွေ့ရှိပြီးတော့စီရေးတင်းမာနေကြတယ်လို့သိရပါတယ်စစ်တွေမြို့နီးပဝန်းကျင်တစ်ချောင်းမှာနှစ်ဖက်တပ်တွေက လက်လက်ကြီးတုံးပြန်လည်ပြစ်ခတ်တိုက်ခိုက်မှုတွေခုရက်ပိုင်းတွင်မှာပုံမပြင်းထန်နေကြတယ်လို့ပြီးခဲ့တဲ့အော်တိုဘားလ15ရက်နေ့ကအရခတ်တက်တော်အေးကထုတ်ပြန်ပြောဆိုထားပါတယ်စစ်တွေမြို့နယ်ကပါတလိတ်အမြင့်ကျုံရွာဘူရွှေမင်းကန်စတဲ့ကြေးရွာဘက်ဒီမှာစစ်ကောင်စီတပ်နဲ့အရခတ်တက်တော်အေးတို့လက်နက်ကြီးဒရုန်းပြစ်ခတ်တိုက်ခိုက်မှုတွေနဲ့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြတာလည်းဖြစ်ပါတယ်အရခတ်တက်တော်အေးဟာစစ်တွေမြို့နယ်ကိုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်မှုတွေရည်တည်တောင်ပုံနာကျုံပေါတော်မြို့နယ်တို့ရှိ ခြေရွာတွေကနေဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီးတော့စစ်ကောင်စီတပ်ကလည်းအဲမျိုးနယ်တွေကခြေရွာတွေကိုလက်နက်ကြီးတွေနဲ့ဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေလို့အုံနာကျွန်းဒေသခံတို့က VPN ကိုပြောပါတယ်ဒီစိတ်ကျင်မျိုးကနေပြတော့ဒီဟာဟွာပေါ်ဒီနေတဲ့နေပေါ်ကြာရင်ဒီလက်နက်ကြီးတွေနဲ့ဒီပုံနာကျွန်းတို့ရတိတော်ဖဲတို့ပေါ်လေအစ်ဒီဖဲတွေကိုတော့ဒီလက်နက်ကြီးတွေနဲ့ပိတ်ခတ်နေတာတော့ရှိတာပေါ်ဒီပေါတို့ဖဲတို့ကိုပေါ်ဒီနှစ်ဖက်စလုံးပေါ်လေနှစ်ဖက်တွေကတော့ဒီအပြန်အလှန်လက်နက်ကြီးတွေပိတ်ခတ် တိတ်ခင်းနေကြတဲ့ရှိတာပေါ့ဆိုတော့ဒီအေကလည်းတော့ဒီမြို့နယ်တုံခုကနေဒီဝင်းရထတာတော့ရှိတယ်ဒီပုံတော်ကျွမ်းတော့နောက်ပြီးတော့ဒီရသေးတော်ပေါတော့ပေါ့လေအစ်ဒီဖက်တွေကနေပြီးတော့အာရခတ်တွေရကပေါ့လေဒီစစ်တီမျိုးကိုဝင်းရထတာရှိကြပေါ့ဒီစိတ်ကောစီကလည်းတော့ဒီအေကိုအာရခတ်တွေပေါ့လေအာရခတ်တွေရှင်းမတွနေအောင်လို့ဒီအစ်ဒီသူမျိုးတွေကပေါ့လေအရေးတော်တဲ့နေတဲ့နေရာတွေကိုဒီ energy တွေနဲ့ပိတ်ခတ်တိတ်ခတ်နေတာရှိကြပေါ့ စစ်ကောင်စီကတနင်္ဂနွေလုံးမှာရေကောက်ပွဲကျင်းပပြုလုပ်နိုင်ဖို့အတွက်သူတို့လက်လွတ်ဆုံးရှုံးထားရတဲ့မြို့နယ်တွေတပ်စခန်းတွေတမထာနာကျတို့ကိုတံပြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ပြည်သူစစ်မှုထမ်းပါစတွေကိုအတင်းအဓမ္မလူသစ်စုဆောင်းတာတွေပြုလုပ်လျက်ရှိနေပါလေစစ်တွေမြို့ကိုလည်းစစ်ကောင်စီကပြည်သူစစ်မှုထမ်းပါစထောင်နဲ့ချီကိုစစ်ရင်အားတွေဖြစ်တင်းထားပြီးစစ်တွေမြို့ရဲ့ကလဒန်မြင့်နဲ့ဘင်္ဂလားပင်လယ်တို့ချောက်မှာလည်းတိုက်ခိုက်နေပြီးတွေကင်းထောက်ဒရုန်းအနေနဲ့အေရဲ့စီးရေးလှုပ်ရှားမှုတွေကိုစောင့်ကြည့်လျက်ရှိနေတယ်လို့အေရဲ့စီးရေးသတင်းရင်းမြစ်တွေကသိရပါတယ် စစ်တွေမျိုးပင်လယ်ပြင်မှာလှုပ်ရှားနေကြတဲ့စစ်ကောင်စီရဲ့တိုက်ခိုက်နေပြီးတွေကလည်းအရခတတော်အေးတင်းထားတဲ့ရသေးတောင်မောင်တော်နဲ့ပောက်တော်မျိုးတွေကနေမြေတွေအထိပါစီရေးရချင်းချောက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့နေပြည်တော်ကတော့မောင်တော်မျိုးနဲ့အထိကိုပါရောက်တာရှိပါတယ်တူတော်ကတော့အရခတတော်အေးရဲ့စီရေးလှုပ်ရှားမှုတွေကိုကောင်းထောင်းနေတာဖြစ်နေပါတယ်ဣတီနေပြည်တော်ဟာစိတ်တင်မျိုးကိုဆောင်းသားလဲပြန်တဲလာလဲလုပ်နေကြတာပါစိတ်တင်မျိုးမှာရန်နာထားတဲ့ နေပြည်အစီအရေတက်ဟာတစ်ကြိမ်လောက်ရှိပါတယ်စစ်တွေမြို့နယ်တွေမှာဒေသကုတ်ကဲမှုစစ်ဌာနချုပ်ဒါကာဆစစ်တွေခလာရ20ခလာရ23နဲ့ခလာရ290ခမရ344ခမရ35တရင်တို့ပါဝင်အမှတ်7ရဲတရင်နဲ့အမှတ်36ရဲတရင်တို့ရှိနေတာလည်းဖြစ်ပါတယ်ရခိုင်ပြည်နယ်တွင်းမှာနေမြေများပြားကိုလက်လွတ်ဆုံးရှုံးထားတဲ့စစ်ရှုံးစစ်ကောင်စီဟာအဲ့ဒီနေမြေတွေကို ပြန်လည်ရယူနိုင်မှုအတွက်မကွေးပဲကူ ARI တိုင်းကနေထိုးစစ်ဆင်မှုပြုလုပ်ခဲ့ပေမဲ့ ာခနတော်၏ယခုခံစစ်နှင့်တံပြန်ထိုးစစ်တွေကြောင့်ထိရောက်မှုမရှိပဲအကြဆုံးများစွာနဲ့ရင်ဆိုင်နေကြရလည်းဖြစ်ပါတယ်။ပြီးကြတဲ့ဩဂတ်စ်လကလည်းစစ်ကောင်စီဟာသူတို့ကိုယ်တိုင်ဝိုင်းခွဲဖျက်ဆီးခဲ့တဲ့အမြင့်ကျွန်းကျေးရွာအနီးကမင်းချောင်းတရားကိုပြန်လည်ပြုပြင်ခဲ့ပြီးတော့အေးအေးတင်းထားတဲ့ပုံနာကျွန်းမြို့နယ်ကိုကြည်ရည်လီနဲ့တူထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်ခဲ့ပေမဲ့ထိရောက်မှုမရှိပဲနောက်ပြန်ဆုတ်သွားခဲ့ရတယ်လို့လည်းသိရပါတယ်။စစ်တွေမြို့နယ်အတွင်းမှာစစ်ကောင်စီဟာအရခတ်တော်အေးရဲ့ထိုးစစ်ကိုခုခံကာကွယ်နိုင်မှုအတွက် စစ်တွေမြို့နယ်ရှိအမြင့်ကျွန်းပါတလိတ်ကြားမတော့ကျောက်တန်းကြီးကျောက်တန်းချေရွာဘူးစတဲ့ကျေးရွာတွေကနေအိမ်တွေဖုန်ကြီးကျောင်းတွေကိုဖြိုဖျက်ပြီးတော့ဘန်ဂါရီများပြားဆောက်လုပ်နေတယ်လို့လည်းဒေသခံတွေစီကသိရပါဗျ။ကျွန်တော် research ပါ။နောက်ထပ်သတင်းတပုတ်အနေနဲ့ကရင်ပြည်နယ်လေးကီကုံမြို့တရှိဆွေတော်ကုန်းစစ်စခန်းကိုစစ်ကောင်စီနဲ့ကရင်နယ်ခြားဆောင်တပ် BGF တို့ပူးပေါင်းပြီးပြန်လည်တိုက်ခိုက်ပေးမိုက်ခဲ့တယ်လို့သိရပါဗျ။ ဆိုပါဆွေတော်ကုန်းစစ်စခန်းဟာလက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာလေးကီကော်မျိုးတစ်ကိုသာမကအနီးရှိမင်းလက်ပံပါအခြားကြီးရွာများကိုစုမုံနိုင်တာကြောင့်စစ်ကောင်စီအနေဖြင့်လေးကီကော်ကိုရရှိပြီးတဲ့နောက်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီအနေဖြင့်အဆိုပါဆွေတော်ကုန်းကိုရရှိခဲ့မယ်ဆိုပါကတော်လိုင်းရင်အားစုတွေရှိရာရသိကူဒေတာနဲ့ထိုင်းမြန်မာနယ်စပ်တွေကိုလည်းလက်နက်ကြီးအသားဖြင့်စုမုံထားနိုင်မှုပုံမိုးလေးတာတယ်လို့လည်းသိရပါတယ်။ ဒါကြောင့်မို့လဲအဆိုပါဆွေတော်ကုန်းကိုရရှိဖို့အတွက်စစ်ကောင်စီဘက်မှနေ့စဉ် drone လက်နက်ကြီးများသုံးပြီးတိုက်ခိုက်ခဲ့တယ်လို့မြေပြင်မှာလည်းနှီးမျိုးစုံနဲ့စစ်ကြောင်းတိုးခဲ့ပြီးမင်းညမှာတော့ဆွေတော်ကုန်းကိုစစ်တပ်ဘက်မှပြန်လည်ရရှိသွားခဲ့ပြီလို့မြေပြင်တော်လှန်ရေးရဲဘော်တအုပ်မှ BBM ကိုအတည်ပြုပြောဆိုပါတယ်ဆွေတော်ကုန်းစစ်ကောင်တီကပြန်ရတော့လာဟုတ်ပါတယ်မင်းညကပဲကျွန်တော်တို့ပြန်လှုပ်ပေးလိုက်ရတယ်မြောက်ပြည်မျိုးမှတစ်ဆင့်၄ကီကောမျိုးတင့်နဲ့ဆွေတော်ကုန်းတို့ကိုရရှိဖို့အတွက် စစ်ကောင်စီအနေဖြင့်ကရင်နယ်ကြားဆောင်တဲ့ BGF ရဲ့အကူအညီယူကအော်တိုဘာလအစောပိုင်းကတည်းကစစ်ကြောင်းထိုးခဲ့တာကြောင့်လမ်းတလျှောက်တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုတွေကိုတော်လှန်ရေးအင်အားစုတွေအနေဖြင့်ခံစစ်အရှင်ပုံစံပြောင်းလဲခုခံခဲ့ရတယ်လို့တိုက်ပွဲတွေအတွင်းမှာလည်းနှစ်ဖက်ထိခိုက်မှုတွေများပြားခဲ့တယ်လို့အဆိုပါမြေပြင်ရဲဘော်မှဆက်ပြောပါဗျ။အဲနှစ်ဖက်ထိခိုက်မှုနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ဘက်က900ဆရာလောက်ဆိုများတယ်လို့တတ်မှတ်ပါတယ်။သူတို့ဘက်ကတော့ရာချီပြီးတော့ထိကြတည်ကြမှာပေါ့။ ဒါအပြင်စစ်ကောင်စီဟာ၄ကီကောမျိုးတဲ့အနီးမှာရှိရဲမင်းလက်ပံချေးပါနဲ့ဖလူဒေသတို့ကိုလည်းရရှိဖို့အတွက်စစ်မျက်နှာများစွာဖြင့်တိုးနေပြီးတော်လရင်အားစုတွေဘက်မှအဆိုပါစစ်ကြောင်းတွေကိုဖြန့်ကွဲကာကာကွယ်နေရတယ်လို့သိရပါတယ်။ဒါရင်မကအဆိုပါချေးရွာပတ်ချာလေကိုလည်း၎င်းစစ်ကြောင်းတွေမရောက်မီကတည်းကဒရုန်းများပြားသုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့လည်းနောက်ထပ်မြေပြင်ရဲဘော်တအုပ်မှ BBM ကိုပြောပါတယ်။ ခုကမင်းလက်ပံဟိုဖလူရောစစ်ကြောင်းတွေကတိုးနေတာမနေ့ကတော့ဖလူဘက်ကိုဒရုန်းနဲ့တိုက်ခိုက်တာတွေလုပ်ခဲ့သေးတယ်။ဆွေတော်ကုန်းကိုစစ်ကောင်စီရရှိပြီးရဲ့နောက်တော်လိုင်းရင်အားစုတွေဘက်မှလည်းစစ်အင်အားထပ်မံဖြည့်တင်းကအနီးပတ်ချလဲမှာရင်ပေါင်တန်းပုံစံစုဖွဲ့ကပြန်လည်ခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရှိကြောင်မဲမြို့နယ်စက်တမိုင်ကျေးရွာဘုံကြီးကျောင်းကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တံငါတော်တဘာပြန်လည်တော်မူပြီးတဘာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လန်ရေးတပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။အော်တိုဘားလ16ရက်နေ့ညနေ8:40အချိန်ခန်းကစစ်ကောင်စီဟာပြည်သူလူထုများတရှိရာကိုဥတည်ပြီးတော့ရွေကျက်ရှိရှိလေးချောင်းကနေကြောင်မဲမြို့နယ်စက်တမိုင်ကြေးရွာပေါင်900ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်တန်ဃာတော်တပါပြင်းထန်ဒဏ်ရာနဲ့ကွယ်လွန်ပြီးတပါထိခိုက်ဒဏ်ရာရရှိကဘုံကြီးကျောင်းတစ်ကျောင်းနဲ့ကျောင်းဆောင်တစ်ကျောင်းလည်းထိမှန်ပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်။ လာလူပဲပြီးခဲ့တဲ့အော်တိုဘာလ18ရက်နေ့ကလည်းနန်းဆန်မြို့နယ်အိုမင်းကြီးရွာကိုစစ်ကောင်စီတပ်မှလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်မျိုးသမီးနှူးနဲ့မျိုးသားတဦးတေဆုံးသွားခဲ့ပြီးမျိုးသမီးနှူးထိခိုက်ဒဏ်ရရှိကာနေအိမ်၅လုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။အခုအော်တိုဘာလ10ရက်နေ့မှ18ရက်နေ့ထိစစ်ကောင်စီတပ်မှလေကြောင်းနဲ့မန်တုံမျိုးကိုတစ်ကြိမ်၊ကြောင်မဲမျိုးကို၃ကြိမ်၊တီဘောမျိုးကို၅ကြိမ်၊မိုင်းငေါမျိုးကို၁ကြိမ်၊မိုင်းလုံမျိုးကို၄ကြိမ် နတ်ဆန်မျိုးကို၄ကြိမ်နတ်မတူမျိုးတို့၅ကြိမ်မိုးမိန်မျိုးကို၃ကြိမ်နဲ့မိုးကုတ်မျိုးကို၁ကြိမ်စုစုပေါင်း28ကြိမ်လာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီဘုံကျဲပောက်ကွဲမှုကြောင့်ကလေး9ဦးအမျိုးသား12ဦးအမျိုးသမီး14ဦးသေဆုံးခဲ့ပြီးကလေး12ဦးအမျိုးသား14ဦးအမျိုးသမီး15ဦးတို့ထိခိုက်ဒဏ်ရရှိခဲ့ကနေ113အိမ်စာတင်ကျောင်း3ကျောင်းဖုံးကြီးကျောင်း2ကျောင်းကျောင်းဆောင်6ဆောင်နဲ့အစာအုပ်4ခုတို့ ထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်နောက်ထပ် သတင်းတစ်ပုဒ်အနေနဲ့မနိုင်ငံပါဝင်ရှေးတောင်အာရှနိုင်ငံတွေမှာ Facebook လူမှုကွန်ရက်အသုံးပြုမှုအများပြားရဲ့အကောင့်တွေပိတ်ချခံရတာနဲ့အပြည်တန်ဖြစ်သိမ်းခံရတာတွေရှိနေတယ်လို့ဤပညာတိုင်းဝိုင်းများထံမှသိရပါတယ်။အော်တိုဝလာ16ရက်နေ့ညပိုင်းကစတင်ပြီး Facebook သုံးစွဲသူတွေရဲ့အကောင့်တွေတပြိုင်နက်တည်းအသုံးကွင်းရက်ဆိုင်ခံရတာ disable ချခံရမှုတွေဖြစ်ပွားခဲ့တယ်လို့ အဲ့ဒီထဲမှာတချို့အကောင့်တွေကတော့ရက်ပေါင်း180ရက်ဆိုင်ခံရတာတွေဖြစ်ပေမဲ့တချို့အကောင့်တွေကိုအပီးတိုင်ပိတ်သိမ်းလိုက်တာလို့ဆိုပါတယ် Starlink ပိတ်ခံရမှုနဲ့ဆက်ဆက်ပြီးမနေ့ပိုင်းမှာ Beta ဘက်က System Security လှုပ်ရှားမှုတွေဖြစ်ခဲ့တာညနေပိုင်းမှာတော့ information မပြည့်စုံတဲ့အကောင့်တွေနဲ့ရင်ကလေးကစီးမြင်ချိုးဖောက်မှုထိဘူးသူတွေကိုတပြိုင်တည်း display ပဲချပစ်တာဖြစ်နိုင်တယ်လို့နှီးပညာကျွမ်းကျင်သူတူဦးကပြောပါတယ် ကျွန်တော်အကောင့်ကိုဆိုတလားလောက် display ပဲချခံရတယ် ID မျိုးစုံတင်ပေးတာနဲ့လည်းမရဘူးမီတာ support ကလည်းသူတို့နဲ့မပြောနိုင်အောင်ဆက်သွယ်ခွင့်တားထားတဲ့ပုံရတယ်မနီဘဲနဲ့ပိတ်ချပြစ်ခံရတယ်လို့ကိုယ်တိုင်တွေ့တုံခဲ့ရသူတူကပြောပြထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းစီစဉ်ကိုကိုရီးချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အစ္စရေးတပ်ဖွဲ့တွေကဂါဇာရှိပါလက်စတိုင်းမိသားစုဝင်၁၁ယောက်ကိုတပ်ဖြတ်ခဲ့ပြီးတော့ ဒါဟာလွန်ခဲ့တဲ့ရှေ့ကစတင်အသက်ဝင်ခဲ့တဲ့ပြစ်ခတ်ရစဲရေးပြီးအသေးပြောက်အများဆုံးချိုးဖောက်မှုတစ်ခုပဲဖြစ်ပါတယ်။အော်တိုဘားလ18ရက်တောက်ကြနေညနေပိုင်းကဂါဇာမြို့တော်စိန်ထောင်းရက်ွက်ရှိအဘူရှာဘန်မိသားစုကိုတည်ဆောင်လာတဲ့ရက်သားရင်တစ်စီးကိုအစ္စရေးတပ်ဖွဲ့ဝင်တွေကတင်ကားအမြောက်စနေနဲ့ပြစ်ခတ်ခဲ့တာဖြစ်တယ်လို့ဂါဇာရဲ့အရက်ဖက်ကော်ဂရီဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။အဆိုပါမိသားစုဝင်တွေကနေအိမ်ကိုလာရောက်စစ်ဆေးဖို့ချိုးဖောက်တဲ့အခါမှာအစ္စရေးစစ်တပ်ကရင်ပေါ်ကနေပြစ်ခတ်ခဲ့တာကြောင့် ကလေးငယ်9ယောက်နဲ့မျိုးသမီး3ယောက်တည်ဆုံးခဲ့တယ်လို့အရက်ဖတ်ကာကွယ်ရေးပြောရေးဆိုခွင့်ရှိသူမိုဟာမက်ဘေဇယ်ကထုတ်ပြန်ကြမှာပြောကြားထားပါတယ်။ဒါဟုတ်ကြီးကြီးအဖြစ်အစ်စေးကတွေးစာနေသေးကြောင်းအတီးပြုတ်လိုက်တာဖြစ်ပြီးတော့အပြစ်မဲ့အရက်သားတွေပေါ်ရာဇဝမှုတွေကျူးလွန်ဖို့တွန်းအားပေးနေပါတယ်လို့ဘေဇယ်ကပြောကြားခဲ့ပါတယ်။အစိုးရပြုံးလိုက်တက်ဖြတ်မှုပဲလို့ဟာမက်ကရှုံချခဲ့ပြီးမိသားစုတွေကိုအကြောင်းပြချက်မရှိဘဲပြစ်မှတ်ထားနေတယ်လို့ပြောကြားခဲ့ပါတယ်။ ပြစ်ခတ်ရေးဆေးရေးသဘောတူညီချက်ကိုလေးစားလိုက်နာဖို့အစ္စရေးကိုဖိအားပေးဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ဂျာဝင်ဖြန့်ဖြေးသူတွေကိုတောင်းဆိုခဲ့ပါတယ်။အဲ့ဒီတိုက်ခတ်မှုတွေအစ္စရေးစစ်သားတွေကအဝါရောင်မြင်းလို့ခေါ်တဲ့မြင်းကြောင်ကိုဖျက်ချော်လာသူတွေကိုပြစ်ခတ်ခဲ့ပြီးတော့ပြစ်ခတ်ရေးဆေးရေးသဘောတူညီချက်ရအစ္စရေးစစ်တပ်ကပြန်လည်ဆုတ်ခွာသွားရမယ်နေနမိတ်မြင်းပဲဖြစ်ပါတယ်။ဒီနေ့အော်တိုဘာလ19ရက် VPN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။ကျွန်တော်ကိုထွန်းပါ